အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကဖွင့်လှစ်ထားတဲ့လိုင်းသာယာမျိုးနယ်ကအမေရင်ပညာဒါနကျောင်းမှာပညာသင်ကြားနေတဲ့ကျောင်းသူကျောင်းသားတွေနဲ့တက်ဆုံပြီးပညာကျိုးစားသင်ယူကြဖို့ဒေါ်ဆန်းစုကြည်ကအားပေးစကားပြောကြားခဲ့ပါတယ်ပညာတတ်မှကိုယ်အနာဂတ်အတွက်ကောကိုယ်တိုင်းပြည်အနာဂတ်အတွက်ကောသေသေးချာချာအလုပ်လုပ်နိုင်မှာဖြစ်တယ်အဲ့တော့ပညာကိုတတ်အောင်သင်ကြပါစိတ်ထားကောင်းကောင်းထားကြပါစိတ်ထားကောင်းဖို့ဆိုတာဟာအင်မတန်မှအရေးကြီးတယ် ပညာတကပညာထဲမှာအရေးကြီးဆုံးပညာဖြစ်ပါတယ်။အဲ့တော့ကိုကိုကိုကလေးတွေစိတ်ထားကောင်းအောင်လို့တွင်တင်ဆုံးမှာအမေရင်ပညာဒါနအကြောင်းဟာရန်ကုန်တိုင်းဒေသကြီးလှိုင်သာယာမြို့နယ်ကမေခါလန်းနဲ့မလိခလီလန်းတောင်မှာဖွင့်လှစ်ထားတာဖြစ်ပြီးသူငယ်တန်းကနေ၁၀တန်းအထိကျောင်းသားပေါင်း950ကိုပညာသင်ကြားပေးနေတာဖြစ်ပါတယ်။လူတိုင်းလူတိုင်းဟာမှားတာပဲလူတိုင်းလူတိုင်းဟာဆိုးတဲ့စိတ်ကလေးတွေရှိတာပဲမကောင်းတဲ့စိတ်ကလေးတွေရှိတာပဲဒါပေမဲ့အဲ့ဒါတွေကိုထိမ့်မှာ ကောင်းတဲ့စိတ်တွေကိုပို့ပြီးတော့ကြီးပွားအောင်လို့လုပ်ကြပါကလေးတွေဟာလူကြီးတွေကိုလေးစားရမယ်ဒါပေမဲ့လူကြီးတွေရှိရလဲသင်ကန်းစာယူရမယ်နော်လူကြီးတွေကလည်းအမြဲမှန်တာမဟုတ်ဘူးအဲ့တော့မမှန်တဲ့အခါကိုကအဲ့ဒါလိုမမှန်တဲ့လူကြီးတွေမှားတဲ့အခါကိုကလည်းမမှားအောင်လို့နေရမယ်လူကြီးတွေမှန်ရင်တော့အဲ့ဒီတိုင်းမှန်အောင်လို့ကိုကနေပြီးတော့လိုက်ပြီးတော့စူးစမ်းရမယ်ဒါအပြင်လူငယ်တွေကိုကိစ္စရက်တိုင်းမှာအကြောင်းရင်းကိုသိချသိပြီး အမှားအမှန်ကိုခွဲခြားဆုံးဖြတ်နိုင်အောင်တင် जा ပေးဖို့ကိုလည်းဒေါ်စန်းစုကြည်ကတိုက်တွန်းခဲ့ပါတယ်။လူကြီးတွေကလည်းကလေးတွေကိုအထင်မသေးပါနဲ့။ကလေးတွေဆိုတာကျမတို့ရဲ့အနာဂတ်ဖြစ်တယ်။အဲ့တော့ကလေးတွေကိုမမှန်ကန်ကန်သင်ပေးပါ။လူကြီးစကားဆိုလို့ရှိရင်တသွေးမတိန်နားထောင်အောင်ငါတို့ကအမြင်မှန်နေဆိုတဲ့နည်းနဲ့မသင်ပါနဲ့။မှန်နေဆိုလို့ရှင်ဘာဖြစ်လို့မှန်လဲဆိုတာကလေးတွေနားလဲအောင်လို့သင်ပေးပါမှားလို့ရှင်အကိစ္စတစ်ခုကမှားတယ်မလို့သင်မှုဆိုရင်လည်း ဘာဖြစ်လို့တောင်မှားလဲဘာဖြစ်လို့တောင်မလုတင်ဘူးလဲဆိုတာတည်တည်ကြကြကလေးတွေနားလဲအောင်လို့သင်ပေးပါကလေးတွေကလည်းအဲ့လိုသိကျင်တဲ့စိတ်ရှိရမယ်သိပြီးတော့အရေးကြီးတဲ့ကိစ္စတခုကဘာလဲဆိုတော့တခုခုဖြစ်တယ်ဆိုရင်ဘာဖြစ်လို့လဲဆိုတာကိုစဉ်းစားတတ်ဖို့အကြောင်းရင်းကိုသိတတ်ဖို့အဲ့ဒါသိပြီးတော့အရေးကြီးတယ်အကြောင်းရင်းကိုသိမှကိစ္စတခုရဲ့အကြောင်းရင်းကိုသိမှမှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုချနိုင်တယ်ဒီနေ့မှာပဲလာမယ့်ဇွန်လ19ရက်နေ့မှာကြာရောက်မယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါက်ဆန်းစုကြည်ရဲ့69နှစ်မြောက်မွေးနေ့အခမ်းအနားကိုရန်ကုန်မြို့ဗဟန်းမြို့နယ်ကဒေါ်ဖင်စားတောက်ဆိုင်မှာကျင်းပခဲ့ပါတယ်။